မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမာလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတပ်ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်သားအယောက်20တိဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မှာဖားကန်မြို့နယ်မှာရှိတဲ့ KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ထားတယ်။ဖားကန်မြို့နယ်ရှရောက်ခရွာမှာရှိတဲ့ညောင်မင်းကုန်းစခန်းကိုလာရောက်တိုက်ခိုက်တဲ့စစ်ကြောင်းကို KIA တပ်ဖွဲ့ကမြားခေါ်ပြီးတော့ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။ ဖားကန်တိုက်ပွဲမှာအကြမ်းတ်စစ်တပ်ဘက်ကအယောက်20တေဆုံးကကြာရှိနေတဲ့စစ်သား10ဦးခန့်ဟာလည်းဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျာ။တေဆုံးသွားတဲ့စစ်ခွေးအလောင်းများကိုလက်ရှိအချိန်ထိလာရောက်ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။လက်ရှိအချိန်မှာရှာရောက်ခရွာအနီးမှာရှိတဲ့ညောင်မင်းကုန်းစခန်းအနီးမှာတနေကုန်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်ခွေးတပ်ကလေရင်နဲ့နှစ်ချိန်ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျာ။ မနေ့ကဖားကန့်ဒေတာညောင်မင်းကုန်းစခန်းကိုချင်းကပ်လာတဲ့စစ်ခွေးတွေကိုရှို့တဲကိုမြားခေါ်ပြီးတော့ပိတ်ဆို့တိုက်ခိုက်တာစစ်ခွေးအကောင်20သေးသွားပါတယ်၁၀ကောင်လောက်ကစုတ်ခွာတွက်ပြေးသွားတယ်စစ်ခွေးတွေကလေရင်နဲ့နှစ်ချိန်လာပြီးတော့ဘုံကျဲတယ်အခုချိန်ထိအလောင်းမကောက်နိုင်သေးဘူးတနေကုန်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရေးမြစ်ကပြောပြထားပါတယ်အလားတူပဲကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လက်မြန်ရောင်မှာရှိတဲ့ LBC ခရိယံဖျားကျောင်းအနီးတစ်ဝိုက်မှာလည်း အကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထုတ်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေကြောင်းသိရပါတယ်။ဒီကနေ့စက်တင်ဘာလ10ရက်နေ့မှာဝိုင်းမော်မြို့နယ်မှာရှိတဲ့လမ်းမြန်ရွာ LBC ခရီးရန်ဖျားကြောင်းအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထုတ်လာတဲ့အတွက် KI ပူးပေါင်းတပ်ဖွဲ့များနဲ့တနေကုန်တိုက်ပွဲပြင်းထန်နေပြီးစစ်ခွေးတပ်ကလေရင်နဲ့၅ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာ KI ပူးပေါင်းတပ်ဖွဲ့ကအကြမ်းဖက်စစ်ခွေးတပ်ရဲ့တန်ချက်ကကားတစ်စီးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ ဝိုင်းမော်လမ်းမြန်ရွာ LBC ခရိယံဖျားကျောင်းတဝိုက်ကိုစစ်ခွေးတွေစစ်ကြောင်းထိုးလာလို့တနေကုန်တိုက်ပွဲတွေပြင်းထန်နေတယ်။နောက်ပြီးတော့စစ်ခွေးတွေကလေကြောင်းနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်နေတာ၅ချိန်ရှိပြီးတော့စစ်ခွေးရဲ့တန်ကြပ်ကားကားတစ်စီးကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့ကဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါဗျ။ အကြပ်စစ်ခွေးတကကချင်ပြည်နယ်အတွင်းကိုစစ်မှုထမ်းတပ်သားတဲ့များထောင်ချီစစ်ကြောင်းများခွဲပြီးတော့စေလွတ်နေတဲ့အပြင်လေကြောင်းတိုက်ခတ်မှုများကိုလည်းအဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်လာတယ်လို့စစ်ဘေးရှောင်ပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်69ရပ်ကွက်မှာအကြပ်ဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းလာရန်ရှိတဲ့အတွက်ပြည်သူတွေရဲ့နေအိမ်200ကျော်ကိုကျူးကျော်ဆိုပြီးတော့စစ်တပ်နဲ့စီပင်ကအတင်းကျပ်ဖြတ်သိမ်းခိုင်းနေပြီးပြည်သူတထောင်ကျော်ဟာအိုးမဲ့အိမ်မဲ့ဖြစ်ကုန်လေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ9ရက်နေ့အကြမ်းဖက်စစ်တပ်နဲ့စီပင်ကဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်69ရပ်ကွက်အေယာဝန်လမ်းမကြီးဘေးမှာရှိနေတဲ့နေအိမ်များဆိုင်ကမ်းများကိုကျူးကျော်ဆိုပြီးတော့၃ရက်အတွင်းမှာဖြတ်သိမ်းခိုင်းနေတယ်လို့သိရပါဗျ။ အကယ်၍မဖြတ်သိမ်းပါကအင်အားသုံးပြီးတော့ဖယ်ရှားမှာဖြစ်တဲ့အတော့ဒေသခံပြည်သူများဟာတုံးရက်အတွင်းမိမိတို့ရဲ့နေအိမ်နဲ့ဆိုင်ကမ်းများကိုဖြတ်သိမ်းကာပြောင်းရွှေ့ပေးနေရတယ်လို့သိရပါဗျာ။ပေါင်းရအတွင်းအေယဝန်လမ်းမကြီးရဲ့ဘေးဝဲရကနေအိမ်တွေဆိုင်ကမ်းတွေကိုကျူးကျော်ဆိုပြီးတော့ဖယ်ခိုင်းနေတာပါမဖယ်ရင်အင်အားသုံးမယ်ဘူလိုဇာနဲ့ထိုးမယ်ဆိုလို့ပြည်သူတွေခမရလဲကိုယ့်အိမ်ကိုဖျက်ပြီးတော့ပြောင်းပေးနေရတယ်အိမ်ကြီးက200ကျော်တယ်လူဦးရေက1000ကျော်လောက်အိုးမယ်အိမ်ပဲဖြစ်ကုန်ပါတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ် မောရင်းကာလဖြစ်တဲ့အတွက်ဒေသခံပြည်သူများဟာနေစရာအခက်အခဲများကိုကြုံတွေ့နေရတယ်လို့ပြောပါတယ်မိုးကုံမှအိမ်ဖြတ်ပေးရန်သက်ဆိုင်ရာကိုမြစ်တာရက်ခံခဲ့တော့လဲအတင်းကျဖြတ်သိမ်းခိုင်းနေတယ်လို့သိရပါတယ်အဲ့ဒီမှာနေကြတာကအခြေခံလူဒန်းစားတွေနေပေါင်းစုံကနေလာကြတာပါဖြတ်တဲ့အချိန်တောင်မှမိုးတွေကရွာလူတွေကနေစရာမရှိအကုန်လုံးတငုံငုံနဲ့ကိုယ့်ပစ္စည်းလေးတွေကိုဖယ်ကြပြုတ်ကြနဲ့အဖြတ်ခံရတာက60ခွန်ရက်ွက်6ဘတ်ချမ်းတစ်ချမ်းလုံးပါသွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် အကြမ်းဖက်စိတ်ခွင်းမင်းအောင်လိုင်ကဒဂုံမျိုးတစ်စိတ်ကမ်းမျိုးနယ်မှာစစ်မှုထမ်းအင်အားများအကောင့်ထည့်ဖို့ရန်မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်ရန်ညွှန်ကြားထားပြီးတော့အဲ့ဒီစီမံကိန်းများကိုလာရောက်စစ်ဆေးရန်ရှိတယ်လို့သိရပါဗျ။ ဒီဘက်မှာဈေးသစ်ဖွင့်မယ်မင်းအောင်လိုက်လာမယ်ဒီဘက်မှာတော့မြို့ပြစီမံကိန်းတွေလုပ်ဖို့ရှိတယ်ဆိုပြီးသိရတယ်လို့ဒေသခံပြည်သူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတက်က2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာနိုင်ငံတစ်ဝန်းလုံးမှာပြည်သူတွေရဲ့နေအိမ်များကိုကျူးကျော်ဆိုပြီးတော့တင်စီခြင်းအထက်မှာတင်ယူခြင်းများကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဖျားဖြူရက်ကွက်မှာရှိတဲ့ပါမုံးနယ်တုတ်တန်မြေနဲ့ အော်တချောင်းတုတ်တံမြေတို့ကိုစစ်ခွေးတန်းနဲ့ပူးပေါင်းပြီးတော့တင်းယူလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရင်ဩဂတ်လအတွင်းကတောင်ကြီးမြို့ဖျားဖြူရက်ကွာနယ်မြေတုံးအတွင်းမှာရှိတဲ့ပါမိုးနယ်တုတ်တန်နဲ့အော်ဒါချောင်းတုတ်တန်မြေနေရာတို့ကို City Square ပိုင်ရှင်တိဟကုမ္ပဏီကစစ်တပ်နဲ့ပူးပေါင်းပြီးတော့တင်းယူလိုက်ချင်းဖြစ်တယ်လို့သိရပါဗျ။ယခုကအဲ့ဒီတုတ်တန်မြေနေရာမှာဈေးဝယ်စင်တာကြီးတစ်ခုကိုတိဆောက်ရန်ပြင်ဆင်လျက်ရှိပြီးတော့ရက်ကွက်နေပြည်သူများကကန့်ကွက်နေတော်လဲညှိနှိုင်းသဘောတူပြီးပြီဖြစ်တယ်လို့ပြောဆိုပြီးတော့ဆက်လက်ပြီးတော့လှုံ့ဆော်နေတယ်လို့သိရပါဗျ။ City Square ပိုင်ရှင်တိဟဆောက်လုပ်ရေးက နှစ်ပေါက်တစ်ပေါက်ရိုက်သွားတာပြန်လဲပြုတ်ပြင်မောမယ်တိဆောက်မယ်ပြောပြီးတော့စစ်တပ်နဲ့စီပင်နဲ့ပေါင်းပြီးတော့မြေခွက်ကိုအပိုင်ဝဲပစ်လိုက်တာပြည်သူလူထုကဘာမှမသိလိုက်ရဘူးအဲ့လိုလောက်ခံရတဲ့အတွက်အခက်အခဲများစွာရှိပါတယ်ပြောတော့ကတော့မောမယ်ပေးမယ်ပြောပြီးတော့တကယ်တမ်းကျတော့အပိုင်ဝဲခံလိုက်ရပြီးတော့လုံချင်တယ်လို့လုံနေကြတာလို့ဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ်အဲ့ဒီပါမိုးနဲ့တုတ်တန်နဲ့အော်ဒါချောင်းတုတ်တန်တို့အစားထီတိန်တုတ်တန်ဘေးချင်းကက်ရမြေဧရိယာနှိမ့်တဲ့တော့မှ9နှစ်ဧကကက်ရှိတဲ့နေရာကို တုတ်တန်နှစ်ခုကိုအစားထိုးပြီးတော့ပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ပါမုန်းတဲ့တုတ်တန်ဟာရှေးအစဉ်အဆက်ဘိုးဘွားလက်ထက်ကလေးကတီးရှိလာခြင်းဖြစ်ပြီးတော့ဖျားဖြူရက်ကွက်မှာရှိတဲ့နယ်မြေ၃ရခင်ထီးသိမ်းရွေးတောင်ရွာနယ်မြေ၄ ယခင်ပါမိုးနဲ့လွယ်ခမ်းမြော၊နယ်မြေငါ၊ယခင်ဖျားပြူရွာနဲ့နယ်မြေချောင်း၊ယခင်အော်တချောင်းရွာတို့နေပြည်သူများတည်ဆုံးပါကမြေမြုပ်တကြိုခဲ့ကြတဲ့အများပိုင်းတုတ်တံမြေဖြစ်တယ်လို့သိရပါဗါး။အဲ့ဒီတုတ်တံမြေနေရာများကိုခေတ်ဆက်ဆက်ကအုပ်ချုပ်ရေးမှုများနဲ့အာနာပိုင်များကရောင်းချရန်စူးစမ်းခဲ့တော်လဲယဟန်တန်ကများနဲ့ပြည်သူများကသဘောမတူတဲ့အတွက်ရောင်းချနိုင်ခြင်းမရှိဘဲအခုလက်ရှိအခြေစစ်တပ်အာဏာသိမ်းမှုကိုအခွင့်ကောင်းယူပြီးတော့ရောင်းချဈေးစီမံကိန်းတွေပြုတ်လုပ်ရန်စူးစမ်းနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းကျွန်းစုမြို့နယ်မှာစစ်သည်မောတစည်းနဲ့ပြူစောတင်းများလိုက်ပါလာတဲ့လေတစည်းတို့ကိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်ကဆယ်ဦးထက်မနည်းတေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့နေ့လယ်12:20မိနစ်ခန့်မှာကျွန်းစုမြို့နယ်မိုင်းတွေးပြူစောတင်းရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်သည်မောတစည်းနဲ့ ်ပြူစောတိများလိုက်ပါလာတဲ့လေတစည်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းတွေပြူစောတိရွာအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမင်းနေ20ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကဆယ်ဦးထက်မနည်းသေဆုံးကတင်းမောနှစ်စီးလုံးပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ခိုက်မှုအတွင်းတင်းမောဘော်ကနေပြီးတော့ပြုတ်ကျသေဆုံးခဲ့တဲ့စစ်ခွေးနဲ့ပြူခွေးအလောင်းများကိုလည်းစစ်တပ်ကအလောင်းလာကောက်ခြင်းမရှိဘူးလို့ပြောပါတယ်။ ျွန်တော်တို့ကသူတို့ပြူစောတိရွာနာမှာပဲနှစ်ဖက်ညက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်တာစိတ်ခွေးတင်းမောင်းနှစ်စီးသလုံးကြည်ထိထားတာမှအများကြီးပဲအနီးကပ်ကိုပြစ်တာစိတ်ခွေးတွေအသေးပြောက်များတယ်အ ਨੇ ဆုံးခံမှန်းတာကတော့ဆယ်ကောင်ထက်မနည်းသေးဆုံးနိုင်တယ်ထိခိုက်ဒဏ်ရာရတာတွေလည်းအများကြီးပဲတိုက်ပွဲအတွင်းမှာကြီးစံထိပြီးတော့လေပေါ်ကပြုတ်ကျသွားတဲ့စိတ်ခွေးတွေလည်းရှိတယ် ဒီကောင်တွေဘက်ကပြန်လှည့်ပြေးတာအလောင်းတော်မကောက်နိုင်ဘူးလို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျွန်းစုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့အထူးအယောင်တရားမဝင်ရွေးကောက်ပွဲဆောင်ရွက်ခြင်းရှိမရှိကိုလည်းဒေါ်လာရဲတပ်ဖွဲ့များကနယ်မြေရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ပကဖတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုတာလက်ပံမြို့နယ်တေယောင်းပြင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီး၂ဦးသေဆုံးပြီးတော့နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မုံလွယ်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကလက်ပံမြို့နယ်တေယောင်းပြင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းမစစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်အသက်60အရွယ်ဒေါ်ခင်လှိုင်နဲ့အသက်50အရွယ်ဒေါ်စန်းထေတို့ပွဲချင်းပြီးတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အသက်45နှစ်အရွယ်မတ်ညိုမီလှိုင်နဲ့အသက်6နှစ်အရွယ်မတ်ယုံဝီဒီတို့လည်းပြင်းထန်ဒဏ်ရာရရှိကာဆေးရုံတင်ထားရပြီးတော့နေအိမ်နှလုံးလဲမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲသွားတာအမျိုးသမီးနှစ်ဦးကတော့ပွဲချင်းပြီးတိုက်ဆုံတယ်။ကလေးငယ်တအုပ်နဲ့အမျိုးသမီးတအုပ်ကိုတော့ ပြင်းထန်ဒဏ်ရာရရှိလို့စေယုံတင်ထားရပါတယ်။နေအိမ်နှလုံးလဲမီးလောင်သွားတယ်လို့ရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကအတိအပြုပြောကြားထားပါတယ်။အလားတူပဲစက်တမလာ၄ရက်နေ့ကလည်းလေဗရန်မြို့ပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများဟာစင်တလင်းရွာကိုရောက်ရှိလာပြီးတဲ့နောက်တရချောင်းရွာကိုဒရုန်းနဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ဂျေးဝါနေပြည်သူဦးစေရလင်းရဲ့နေအိမ်ပေါ်ကိုဘုံသေးကြောက်ပောက်ွဲပြီးပြည်သူတအုပ်တေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘေကိုတန်ပြည်မျိုးမှာစစ်တပ်ကစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့တက္ကသိုလ်ကျောင်းသားကိုမျိုးမင်းဟိန်းထွက်ပြေးလွတ်မြောက်လာပြီးတော့ PDF တပ်ဖွဲ့ထမ်းကိုထွက်ပြေးခိုးလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ9ရက်နေ့မှာပြည်မျိုးနယ်အခြေစားအမှတ်74ချင်းလင်းတိုင်ရဲမှာစစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးခြင်းခံထားရတဲ့အသက်22နှစ်အရွယ်တက္ကသိုလ်ကျောင်းသားကိုမျိုးမင်းဟိန်းဟာရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထမ်းကိုချိတ်ဆက်ပြီးတော့လာရောက်ခိုးလုံခဲ့တယ်လို့သိရပါဗျ။ အခုလိုခိုးလုံလာတဲ့ကိုမျိုးမင်းဟိန်းဟာ2025ခုနှစ်ဩဂတ်စ်လအတွင်းမှာတငယ်ချင်းသုံးဦးဆိုင်ကယ်နဲ့အဆောင်ကိုပြန်လာတဲ့အချိန်ပြည်မြို့မြို့တက်18လမ်းထိပ်မှာစစ်ခွေးတွေရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံခဲ့ရတယ်လို့ပြောပါရတယ်။၎င်းနဲ့အတူဖမ်းဆီးခြင်းခံလိုက်ရတဲ့တငယ်ချင်း2ဦးကတော့ ပြည်မြို့လျက်စစ်ရုံးကဝန်ထမ်းတွေဖြစ်တဲ့အတော့အထက်အရာရှိများကလာရောက်ပြီးတော့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ကိုမျိုးမင်းဟင်းကိုအကြမ်းဖက်စစ်ခွေးတက်ကအမတ်၁၄ချီလင်တိုင်ရင်မှာ၅ရက်တာဖမ်းဆီးထားတဲ့အချိန်အဆောင်စစ်သားတွေမရှိတဲ့အချိန်မှာထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကိုမျိုးမင်းဟင်းဟာရွှေတောင်မြို့နယ်မြို့မအုပ်စုရွာဇာတိဖြစ်ပြီးတော့ပြည်အဝင်းတင်တက္ကသိုလ်ပထမနှစ်ယူပဗေဒမေဂျာကိုတက်ရောက်နေသူဖြစ်တယ်လို့ပြောပါတယ်။အခုလိုမျိုးလာရောက်ခိုးလုံပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကိုပြန်လှည့်ပြီးတော့တိုက်ခိုက်သွားမယ်လို့ပြောပါတယ်။ 6လပိုင်း9ရက်နေ့ကကျွန်တော်တို့တွေသွားခေါ်လာတာပါအခုစခန်းမှာရောက်နေပါပြီဩဂတ်စ်လ29ရက်နေ့က14စစ်တပ်ထဲကနေထွက်ပြေးလာပြီးတော့ကျွန်တော်တို့ရွှေတောင်ပကဖကိုဆက်သွယ်ပြီးတော့ပြောလာတာပါသူကစစ်တပ်နဲ့မတက်ရသေးဘူးတဲ့14စစ်တပ်ထဲမှာပဲထိမ့်သိမ်းထားတော့ပြေးလာတာအသက်က22နှစ်ပါဂုံပြုစုငွေတော့ချင်းမြတ်မှုမရှိသေးပါဘူး ရွှေတောင်ပကောက်ဖမှာပဲစစ်တပ်ကိုပြန်ပြီးတော်လှန်မယ်လို့သူကပြောပါတယ်။စစ်သားတွေကိုပြည်သူရင်ခွင်ကိုခိုးလုံပါအလင်းဝင်ပါအမြဲတမ်းကြိုးစိုးနေပါတယ်လို့ရွှေတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့ အချမ်းပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ